မင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာ9ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်နေတဲ့သတင်းအကြောင်းအရာတွေကိုပြန်ပြီးစုစည်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။အရင်ဆုံးအနေနဲ့မြန်မာပြည်တွင်းသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနှကျုံမြို့နယ်ရိုးတရုတ်ကြီးရွာကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တချို့အပေါ်ဝင်ဒေသခံပြည်သူ9ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်900ဘုံကျဲတာဖြစ်ပြီး အရက်သားပြည်သူတွေရဲ့နေအိမ်တွေပေါ်ကြားရောက်ပေါက်ကွဲတာလို့ရခိုင်ဒေသခံတရန်ရင်မြက်ကပြောပါတယ်အခုလိုဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ9ရောက်တေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ပုံနှကျုံလူငယ်များအသင်း PYA ကအသိပေးထားတာပါအဲ့ဒီအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းရဲ့အထုတ်ပြန်အသိပေးမှုအရတေဆုံးသူတွေထဲမှာအသက်10နှစ်အရွယ်ရုပ်သားလေးတစ်ယောက်နဲ့16နှစ်အရွယ်မိန်းကလေးတစ်ယောက်ပါဝင်ပါတယ်ဂျန်နဲ့တေဆုံးသူ3ယောက်ကတော့အသက်39နဲ့53နှစ်နဲ့ 55နှစ်အရွယ်အမျိုးသမီးတွေဖြစ်တယ်လို့သိရတာပါစစ်ကောင်စီတပ်ဟာရိုတရုတ်ကြီးရွာကိုလေကြောင်းကနေဘုံကျဲခဲ့တယ်လို့ဘေးဘက်ဝန်ကျင်ရွာတချို့ကိုလည်းစစ်တွေမျိုးကလက်နက်ကြီးနဲ့လှမ်းပစ်လို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံတူကလေကြောင်းရောလက်နက်ကြီးရောဇက်တိုက်ပစ်နေလို့နေစရာမရှိကြတော့ဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ရဲ့အခုလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့အာရခတတော်အေအေကတည်င်းမထုတ်ပြန်သေးပါဘူးအေအေအလုံးစုံထိန်းချုပ်ထားတဲ့မြို့ရွာတွေကို စစ်ကောင်စီတပ်ကအောက်တိုဘာ30ရက်မှာစစ်အုပ်ချုပ်ရေးထပ်မံကြေညာခဲ့ပြီးလေကြောင်းတပ်ခတ်မှုတွေအချိန်မြင့်လှုံ့ဆော်လာခဲ့ပါတယ်။အောက်တိုဘာ30ရက်31ရက်ကလည်းဘုံနကျုံမြို့တွင်တနေရာနဲ့ဘန်းနီလာကျွော်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲခဲ့ပါတယ်။ဘန်းနီလာကျွော်ကိုဘုံကျဲတဲ့ဖြစ်စဉ်မှာစစ်ဘေးရှောင်း9ရောက်တေဆုံးပြီး10ရောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တာပါ။အော်တိုဘာ29ရက်ကနေ31ရက်ထိ3ရက်တာအတွင်းမှာစစ်ကောင်စီတပ်ကကြောက်ဖြူပုံနှံကျုံရတိတောင်နဲ့ ပေါတော့မြို့နယ်တွေကိုလေချောင်းရေချောင်းလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ကလင်းငယ်၃ယောက်အပေါင်းဝင်၁၂ယောက်တိတ်ဆုံးပြီး31ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းဖြူးမြို့နယ်မကြီးကုန်းတောင်ကြီးရွာကိုဘုံလာကျတဲ့စစ်ကောင်စီတပ်ရဲ့ဂျိုင်ရိုကော့ပတာဟာမနေ့ကပြတ်ကျခဲ့လို့စစ်သား၂ယောက်တိတ်ဆုံးပြီးအပြက်စီးတွေနဲ့ရော့အလောင်းတွေကိုစစ်ကောင်စီကလာတဲသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စင်ရေးနေမြေ ဘဂိုးတိုင်းစစ်ဌာနသတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်နိုဝင်ဘာလ6ရက်မနေ့နေ့လယ်တနင်္ဂနွေခွဲလောက်မှာဖြူးမြို့နယ်မကြီးကုန်းတောင်ကြီးရွာကိုစစ်ကောင်စီကဂျိုင်ရိုကော်ပတာနှစီးနဲ့ပုံလာကြတာဖြစ်ပြီးဒစီးကပြတ်ကျခဲ့တာပါပြတ်ကျခဲ့တဲ့ဂျိုင်ရိုကော်ပတာဟာဆက်ချို့ရင်းပြီးစစ်ကောင်စီဂိတ်နဲ့နီးတဲ့နေရာမှာပဲပြတ်ကျခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကအင်အား30ဝန်းကျင်နဲ့ချက်ချင်းရောက်လာပြီးအကုန်လုံးကိုပြန်ကောက်သွားတယ်လို့ဘဂိုးတိုင်းစစ်ဌာနသတင်းပြန်ကြားရေးတာဝန်ရှိသူကဆိုတာပါပြန်ကောက်သွားတဲ့အထဲမှာ ပစ္စတိုနှစ်လက်နဲ့အလောင်းနှလောင်းပါတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီရဲ့ဂျိုင်ရိုကော့ပတာဟာမကြီးကောင်းတောင်ရွာကိုဘုံကျဲပြီးအပြန်ဖြူးမြို့နယ်တကွန်တိုင်ကျေးရွာအနီးမှာပြတ်ချခဲ့တာလို့အာလာဝကအစစ်ကြောင်းကလည်းသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပေါ်မှုမရှိဘဲဘုံလာကျဲတာဖြစ်ပြီးအဲ့ဒီလိုဘုံဒီကျဲချတိုက်ခိုက်ခဲ့လို့မကြီးကောင်းတောင်ကျေးရွာကအသက်55နှစ်အရွယ်အမျိုးသားတစ်ယောက်တိတ်ဆုံးပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီဒေသမှာတိုက်ပွဲဖြစ်ပွားတာမရှိသလိုစစ်ရေးအခြေအနေထူးခြားမှုလည်းမရှိကြောင်း စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိပြည်သူတွေကိုအကြောက်တရားရိုက်သွင်းခြင်းတဲ့သဘောနဲ့အခုလိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်ကြောင်းဘကိုးတိုင်းစစ်ဌာနတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ဟာမကြီးကုန်းတောင်ကြီးရွာကိုဂျိုင်ရိုကော်ပတာနဲ့ဘုံလာမကျဲခင်မှာမုံမြို့အခြေဆိုင်စစ်ကောင်စီရဲ့ခမာယာ990တပ်က120မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့အသေးကန် drone တစ်စီးနဲ့လည်းပြည်သူတွေနေထိုင်ရာကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဗကိုးတိုင်းစစ်ဌာနကအသိပေးထားပါတယ်စစ်ကောင်စီတပ်ဟာတော်လရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဇိုမိုလှောင်ရှားနေမိကဒေသတွေကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတနက်ကြီး drone တိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်ခဲ့လို့အရက်သားပြည်သူတိတ်ဆုံတိုက်ခိုက်မှုတွေမကြာခဏဖြစ်ပေါ်နေပါတယ်ရှင်။မန္တလေးတိုင်းမတရားမျိုးနဲ့အရှိချမ်းကအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်တပ်နဲ့စေတော်ကြီးရေလောင်တမန်တို့ကိုစစ်ကောင်စီကပြန်သိမ်းယူသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။တဆင်းဆက်ကုန်စစ်စင်ရဲ့ဒုတိယလှိုင်းမှာမန္တလေး PDF တင်းယူခဲ့တဲ့မရရမြို့နယ်အရှိချမ်းကစစ်တပ်အထိုင်နေရာတွေကို စစ်ကောင်စီတပ်ကဩဂတ်လကစတင်ကပြည်လဲထုတ်စစ်ဆင်နေတာဖြစ်ပြီးတော်လရေးတပ်တွေတင်းယူထားတဲ့မတရားမျိုးအရှိချမ်းကအရေးကြီးနေရာတစ်ခုကိုစစ်တပ်ကပြန်လည်တင်းယူသွားတာလို့ဆိုပါတယ်နိုဝင်ဘာလ6ရက်မနေ့မနက်7:00နာရီခွဲလောက်မှာစစ်တပ်ကအစ်စ်ကျောင်း3ကျောင်းနဲ့အင်ဂျင်မြိုင်၄ကျောင်းရန်ကာကွယ်တပ်စခန်းနဲ့စေတော်ကြီးရေလောင်းတာဒမန်တို့ကိုထုံးဝင်လာတာလို့သိရပါတယ်အဲ့ဒီနေရာတစ်ခုကတော့အကက်လျက်တည်ရှိတာပါတိုက်ဝဲ3နာရီလောက်ဖြစ်ပွားခဲ့ပြီး ဒေါ်လာရေးတက်တွေဘက်ကအနေမြေဆုတ်ခွာပေးလိုက်ရတယ်လို့ဒေတာခန်တွေကဆိုပါတယ်ဒီနေရာဟာမတရားမြွတ်နယ်အရှေ့ခြမ်းအတွက်အရေးကြီးနေရာဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီတပ်ကအင်အားထောင်ချီတုံးပြီးနေမြေတွေပြန်သင်းယူနေတာပါစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင့်မတရားမြွတ်နယ်အရှေ့ခြမ်းတနေလုံးစစ်ပေးရှောင်နေရပြီးစစ်ပေးရှောင်တွေရှိတဲ့ဘက်ကလည်းစစ်ကောင်စီကဒရက်ဆက်လေရင်နဲ့ဘုံကျဲနေတယ်လို့သိရပါတယ်ရှင်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ချင်းချောက်အကြက်ခံမှုတွေကိုတိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်မနေ့ကရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ပြည်သူလူထုကိုအတူအယောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချင်းချောက်အကြကန်ချင်းဟောင်းလူအခွင့်ရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုဖြစ်တယ်လို့ဥပဒေနဲ့ညှိစွန်းတဲ့လုပ်ရဖြစ်တယ်လို့လည်း NUG ပြည်ထရေးကဆိုထားတာပါ။မဲပေးဖို့ချင်းချောက်အကြကန်တော်ရှိရင်တသက်တင်တဲ့တကွာအတိုင်ကြားနိုင်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင်တော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျူးလွန်သူကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့အတည်ပြုထားတာပါ။ NUG နဲ့တော်လရင်အင်အားစုတွေရဲ့အစိုးမထင်းချုပ်နေမြေတာမကပဲအခြားဘယ်နေရာမှာပဲရှိရှိဒီထုတ်ပြန်ချက်ကအမှတ်တမ်းအနေနဲ့ရှိနေမှာဖြစ်ပြီးဖန်ဆီးအရေးယူဆောင်ရွက်နိုင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်။အလားတူချင်းပြည်ကောင်စီကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်တားဆီးရင် ြည်သူအခွင့်အရေးကာကွယ်ရေးဆိုင်ရာလုံထုံးလုံနေအမိန့်ကြေညာချက်ကိုမနေ့ကထုတ်ပြန်ခဲ့တာပါဘယ်သူမဆိုစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်ဖို့ချင်းလူမျိုးအမေရိကန်နိုင်ငံရေးပါတီတည်ထောင်တာချင်းပြည်အတွင်းပါတီရုံးဖွင့်လှစ်တာမလုပ်ရဘူးလို့ဖော်ပြထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားဒေါ်လာရင်းအင်အားစုတွေဟာစစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းအတိပေးထားသလိုစစ်တပ်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်တာအတိအမှတ်ပြုတာမလုပ်ဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင် တတိယမြောက်လေရင်တင်သင်းပေါ်အသစ်ကြီးကိုတရားဝင်စတင်အသုံးပြုပြီးဖြစ်ကြောင်းတရုတ်ရေတပ်ကကြေညာခဲ့ပါတယ်။ဖူချန်လေရင်တင်သင်းပေါ်ကြီးကိုရေတပ်စီအခမ်းအနားနဲ့လွှဲပြောင်းပေးအပ်ခဲ့တဲ့အကြောင်းတရုတ်အစိုးရပါရှင်းဟွာသတင်းဌာနကနိုဝင်ဘာ9ရက်နေ့မှာဖော်ပြခဲ့ပါတယ်။တပ်တော်ဝင်အခမ်းအနားကိုတော့ဟိုင်နမ်မှာနိုဝင်ဘာ9ရက်နေ့ကကျင်းပခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖျင်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဖူချန်ကတရုတ်ရေတပ်ရဲ့ပထမနဲ့ဒုတိယလေရင်တင်သင်းပေါ်တွေထက်အရွယ်အစားပိုကြီးတယ်လို့ ်ဤပညာပိုင်းလည်းအများကြီးပိုခင့်မိတယ်လို့ဆိုပါတယ်အထူးသဖြင့်လေရင်တွေကိုလွတ်တင်ရမှာပိုပြီးခင့်မိတဲ့လျှက်စက်တန်လိုက်လောက်လွဲစနစ်ပါရှိလာပြီးလေရင်တွေလည်းအရေးအတွက်များများပိုတင်ဆောင်လာနိုင်တယ်လို့ရှင်းဟွာသတင်းဌာနမှာဖော်ပြထားပါတယ်ဖူချန်းလေရင်တင်သင်းမောကြီးကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပင်လယ်ပြင်လက်တွေခုံမောင်းစမ်းသပ်မှုတွေဇက်တိုက်လုပ်ခဲ့ပြီးအခုတော့ရေတက်ရဲ့အကြီးဆုံးစစ်သင်္ဘောဖြစ်လာတော့မှာပါတရုတ်ဟာအမေရိကန်ရဲ့စစ်အင်အားကိုရှင်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကာကွယ်ရေးကဏ္ဍမှာငွေကြေးအလုံးအရင်မြုံနှံခဲ့ပါတယ်။ဖူကျန်းမှာပြန့်ပြူတဲ့ကုန်းပတ်ဒီဇိုင်းပါရှိပြီးအရင်လေရင်တင်သင်္ဘောတွေဖြစ်တဲ့လျောင်းနှင်းရှန်တောင်းတို့ထက်အများကြီးပိုခက်မိတယ်လို့ဆိုပါတယ်။ဖူကျန်းမှာတုံးထားတဲ့လျှက်စစ်တန်းလိုက်လောက်လွဲစနစ်ဆိုတာကလည်းအမေရိကန်ရဲ့နောက်ဆုံးပေါ်လေရင်တင်သင်္ဘောတွေမှာတုံးထားတဲ့နည်းပညာနဲ့တူညီပါတယ်။အဲ့ဒီစနစ်ကရေရင်ကိုရောတိုက်လေရင်တွေကိုပါဘေးထွက်ထိခိုက်မှုညော့နေစေပြီး ညံနှုံးကိုလည်းတီတီကြကြပိုထင်းကြုံနိုင်ပါတယ်။ပြီးတော့ကွဲပြားတဲ့လေရင်အမျိုးအစားတွေကိုလွှတ်တင်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်လည်းဖူချန်းက KJ 600လေးချောင်းအန်တရယ်ကြိုတင်စောင့်ကြည့်သတိပေးရေးလေရင်လိုအမျိုးအစားတွေကိုပါအောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တာပါ။တရုတ်ရေတပ်ကဖူချန်းလေရင်တင်သင်းပေါ်ပေါ်မှာ J35 အမျိုးအစားကိုပြောက်တိုက်လေရင်တွေနဲ့ J15T အမျိုးအစားတိုက်လေရင်တွေကိုအခြေစိုက်စီမှာဖြစ်ပါတယ်။ကိုပိုင်ကင်းထောက်လေရင်တွေပါ၃နိုင်စွမ်းရှိလာလို့ အရင်လေရင်တင်သင်းပေါ်နှစ်စီးနဲ့မတူပဲစစ်စင်ရေးနယ်မြေတွေမှာပိုပြီးထိရောက်တိကျတဲ့လှုပ်ရှားနိုင်စွမ်းမျိုးကိုရလာမယ်လို့တရုတ်ရေတပ်ကဆိုပါတယ်။ American Pentagon စစ်ဌာနချုပ်ရဲ့မနစ်ကဒီဇင်ဘာလမှာထုတ်ပြန်တဲ့အစီရင်ခံစာမှာလဲတရုတ်ရေတပ်ကသာဖူကျန်းနဲ့အလားတူဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးနည်းပညာမြင့်တဲ့လေရင်တင်သင်းပေါ်တွေကိုအရေးအတွက်တိုးမြင့်ပိုင်ဆိုင်လာမယ်ဆိုရင်စစ်ရေးအရာချင်းချောင်းနိုင်စွမ်းလဲတိတိတသာမြင့်တက်လာမယ်လို့သုံးသပ်ထားခဲ့ပူပါတယ်ရှင်။ ကမ္ဘောဒီးယားအပေါ်လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ထားမှုကိုအမေရိကန်အစိုးရကပယ်ဖျက်ပေးလိုက်ပါတယ်။ပြီးခဲ့တဲ့လကောင်ပိုင်းမှာကမ္ဘောဒီးယားနဲ့ထိုင်းတို့ကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုမလေးရှားမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်တက်ရောက်ကြီးမှုပေးခဲ့တဲ့နောက်ရပ်ပိုင်းအကြမှာပဲအခုလိုမူဝါဒအပြောင်းလဲထွက်ပေါ်လာတာပါ။အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်တန်ကကမ္ဘောဒီးယားမှာဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအာဂရီမှုတွေတရုတ်ဩဇာလွှမ်းမိုးလာမှုတွေကိုအကြောင်းပြုပြီး လက်နက်ကုံသွဲခွေဓာစီပိတ်ပင်ဖို့2020ခုနှစ်မှာအမိန့်ပေးခဲ့ပါတယ်။ဇူလိုင်လတုန်းကနေဆက်ကိစ္စညင်းခုံကိုအကြောင်းပြုပြီးဖြစ်ခဲ့တဲ့စစ်ရေးပဋိပက္ခကိုချင်းကပ်အပြေရှာခဲ့ပုံနဲ့ပတ်သက်ပြီးထရမ့်ကထိုင်းယောကမ်ဘောဒီးယားကိုပါအတိအမှတ်ပြုခဲ့ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကကမ်ဘောဒီးယားစီလက်နက်ရောင်းချမှုပိတ်ပင်ထားတဲ့အမိန့်ကိုပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကဏ္ဍတွေအတွက်ကမ်ဘောဒီးယားကလိုလိုလလအားတဲ့သရော်ပူပေါင်းလှုပ်ဆောင်ခဲ့တာတွေ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊နေဆက်ဖြတ်ကျော်ရာဇဝတ်မှုဖြိုခွင်းရေးကိစ္စတွေမှာအမေရိကန်ကိုချဉ်းကပ်မှုအသစ်တွေနဲ့ဆွေးနွေးခဲ့တဲ့အပေါ်အခြေပြုစဉ်းစားပြီးတဲ့နောက်ကမ်ဘောဒီးယားအပေါ်လက်နက်ရောင်းချခွင့်ပိတ်ပင်ထားတာကိုရုတ်သိမ်းလိုက်ကြောင်းနိုဝင်ဘာ6ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အခုအချိန်ကစလို့အမေရိကန်စစ်လက်နက်တွေကမ်ဘောဒီးယားစီတင်ပို့ရောင်းချမှုနဲ့ပတ်သက်ရင်အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေစီကကိစ္စတစ်ခုချင်းစီကိုစီစစ်ပြီးခွင့်ပြုဖို့အသင့်မသင့်ဆုံးဖြတ်ပေးသွားမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်းကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီး Tee Sain Ha နဲ့မလေးရှားမှာဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် Hegseth ကကမ္ဘောဒီးယားနဲ့အမေရိကန်အပြန်အလှန်ပူးပေါင်းစီရီလေ့ကျင့်မှုအစီအစဉ်တွေပြန်ဆက်ဖို့သဘောတူခဲ့ကြောင်းသတင်းတောက်တွေစီးအသိပေးခဲ့ပါတယ်။ထိုင်းနဲ့စစ်ပြေငြိမ်းမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကသူဟာ2026ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ကိုကျိန်းသေးပေါအဆိုပြုထောက်ခံသွားမယ်လို့ကတိပေးခဲ့ပါတယ်ရှင်။ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာလူ200နီးပါးလောက်ကိုသေဆုံးစေခဲ့တဲ့နောက်တိုင်ဖုန်းမုန်တိုင်းကယ်မဂီဟာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေစီဆက်လက်ဖြတ်သန်းနေပါတယ်။ကယ်မဂီဟာအခုနှစ်အတွက်တော့ကမ္ဘာပေါ်မှာအသေးပြောက်အများဆုံးကြုံစေတဲ့မုန်တိုင်းအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာ188ဦးဗီယက်နမ်မှာ9ဦးသေဆုံးစေခဲ့တာပါ။ဒီတိုင်ဖုန်းမုန်တိုင်းကနိုဝင်ဘာ6ရက်နေ့မှာတော့ဗီယက်နမ်အလဲပိုင်းကမ်းခြေကိုစတင်ဖြတ်သန်းပြီး အနောက်မြောက်ဘက်ကုန်းတွင်းပိုင်းကိုရွေ့ရှားသွားခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ9ရက်နေ့လယ်ပိုင်းမှာတော့မုန်တိုင်းကကမ္ဘောဒီးယားနယ်စပ်ကိုဖျက်ပြီးလာအိုပိုင်နဲ့ထဲစတင်ဝင်ရောက်နေတယ်လို့ထိုင်းနိုင်ငံအရှေ့ဘက်စီဦးတည်ရွေ့ရှားနေပါတယ်။ဗီယက်နမ်ကမ်းခြေကိုစတင်ဖျက်ကျော်ချိန်တုန်းကမုန်တိုင်းရဲ့လေတိုက်နှုန်းဟာတနာယီ63မိုင်လောက်ပြင်းထန်ခဲ့ပေမဲ့ကုန်းတွင်းရောက်လာချိန်မှာတော့တိတိတတ်တာအပြော်လာနေကြောင်းဘိုးလီဝတ်သားပညာရှင်တွေကပြောပါတယ်။ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမုန်တိုင်းတန်ခံကာယိုဒဲအေရီယာတွေမှာတော့ ညလုံးပေါက်တိုက်ခတ်သွားတဲ့မုန်တိုင်းကြောင့်အမိုက်တရိုက်တွေဖွေးဖွေးလှုပ်နေခဲ့တယ်လို့မျက်မြင်တွေကပြောတာပါ။ဖိလစ်ပိုင်ကတော့မုန်တိုင်းရဲ့ပုံမှုအားကောင်းတဲ့အချိန်မှာဖြတ်တန်းတာကိုခံခဲ့ရတယ်လို့ထိခိုက်ပျက်စီးမှုတွေတေကျဲမှုတွေကပိုပြီးဆိုးရွားခဲ့ပါတယ်။ဖိလစ်ပိုင်အလဲပိုင်းကမုန်တိုင်းဖြတ်တန်းတဲ့နေရာတွေမှာရေကြီးမှုတွေဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီးဒီဆုံးစည်းရင်မှာလေရင်းနှစ်တဲ့သူတွေတော်တော်များများပါဝင်နေခဲ့ပါတယ်ဖိလစ်ပိုင်ဟာပြင်းမြတနစ်ကုံမုန်တိုင်း20လောက်ဝင်ရောက်တိုက်ခတ်တာကြုံရတဲ့နိုင်ငံဖြစ်ပြီး အခုနှစ်မှာလည်းပြင်းထန်တဲ့တိုင်ဖုန်းတချို့နဲ့ကြုံတွေ့ခဲ့ပြီးပါပြီ။အခုခါမှာလည်းတိုင်ဖုန်းကယ်မဂီတိုက်ခတ်သွားတဲ့နောက်နလန်ထူဖို့ရုန်းကန်နေတဲ့အခြေအနေမှာပဲ Pacific သမုဒ္ဒရာထဲမှာနောက်ထပ်အားကောင်းလာနေတဲ့တိုင်ဖုန်းမုန်တိုင်းဖန်ဝေါင်ကလည်းဖိလစ်ပိုင်ကမ်းခြေဘက်ကိုစတင်ဦးတည်ရွေ့ရှားလာနေကြောင်းသိရပါပါတယ်ရှင်။ People's Spray ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။